ရာဇဝင်တွင်စာမတင်သည့်ဘရင်လိုအမည်ရတဲ့ဝတ္ထုတို့လေးကိုဖျက်ပြပေးကြပါရစေ။နာတော်တာဆင်ပြေကြပါအောင်ခင်ဗျာ။ကြဲ့ဤတန်းအောက်မှာဝါကက်ခင်းထားသည့်၎င်းကိုချက်ချေးကံဟုခေါ်သည့်ချက်ချေးကံကပ်ပေါ်ရှိချက်ချေးများကိုလှဲချရာဖြူဖွေးသည့်အချီသာသာကြက်မှကြသောတန်ကောင်တွေကိုတွေ့ရ၍ဝမ်းသာရပါသည်။ကြက်များကိုတစ်နှစ်နှစ်ကြိမ်တန်ချပေးရသည်။တန်ကောင်ချီသောကြက်သည်မိ мян သောအမောက်ကဖြူဖက်ဖြူရော်ဖြစ်ကကျုံလာပြီးအမွေးတောင်တို့ကုတ်လာ၏။ကျမ်းမာခြင်းကားလို့ဆိုပြမနေတော့ချေ။ ထိုအခါဥနှုံးကျဆင်းလာပါတော့သည်အတောင်မွေးလဲချတော့၏အတောင်မွေးချသည်ဆိုခြင်းမှာအတောင်မွေးဟောင်းတို့စွတ်ထွက်သည်ဟုဆိုလိုသည်ထိုအခါကျဲ့ဥနှုံးသည် ထက်ဝက်ခန့်ရော့တော့၏ဇာမြင့်ကျင်ယက်တတသုံးဘက်ကျော်သည်မို့စီဝါပြည့်မွေးသူများဂယုဆိုင်တင်သောအချိန်တည်းထို့ကြောင့်တန်ချပေးရပါသည်အခါတိုင်းတိုင်းအနောက်တိုင်းဆေးများနှင့်တန်ချရာဆေးကပြင်းလွန်သည့်အတွေ့ဥထွက်နှုံးသုံးလျက်ခန့်ရော့ကြသည်ကီးမှုဆေးများကို လူနှင့်အရွယ်စားအလွန်ကွာလာတော့ကြက်များကိုတိုက်ရသည်တွင်အချိုးစားကန့်ညီဖို့အရေးကြီးပါသည်ထိုပြဿနာတို့ကိုဖြေရှင်းရန်ကိုစန်းရီစူးစမ်းကြည့်ရ၌ခိုင်းကြွယ်ခိုင်းနွားနှိုးစားနွားဝင်းမြူရေးတင်ထဲမှပို့ချလိုက်သည်ကိုရုပ်ချီးပင်တရိယာမိတော်သည်ဆရာဦးထေလွင်ကပြောသည်ကတပည့်တို့နှုတ်မြတ်သားကိုနွားနှုတ်ဝဲတိုက်လိုက်တာဝမ်းတွေသွားလို့တော်တော်ဆေးကုလိုက်ရတယ်ဆိုတဲ့အခါကိုနေရာတော်တော်များများမှကြားကူးကြမှာပေါ့အေးအဲ့ဒါမှတ်ထားတန်ဆေးလုံးပဲတဲ့မွေးမွေးချင်းမှာကိုနွားကလေးက လူကလေးထက်လေးသာကြီးတယ်။အဲ့ဒီနွားကလေးတောက်ဖို့အနေတော်ထုတ်ပေးတဲ့နွားတို့သည်လူကလေးတောက်တုံးရဲ့အနေတော်ဖြစ်ဖို့အတွက်ရေလေးစားရောမှအနေတော်ဖြစ်လိမ့်မယ်။ဒါလို့မလို့ရင်အစာမကျေနိုင်ဘူး။ချက်ကလူတဲ့အစာများစွာငယ်ဤကိုစန်းရီကတော့ခံမန်းအစာ20กว่าချားသည်ဟုအတွက်ကစိတ်တိုက်ပါသည်။ဥပမာဆက်ထွက်တိုးမိုင်းစဉ်စေးတလုံးသည်လူတစ်ယောက်အတွက်အနေတော်ထိုးစေးဖြစ်၍ချက်ကောင်း20ကိုမျှ၍ထိုးပေးရာအနေတော်ဖြစ်ကြောင်းတွေ့ရပါသည်။ယခုဆရာကြီးဦးအောင်တင်းဤနေရ မြမတန်ချစီစမ်းကြွေးကြည့်ရအောင်မြင်ပေပြီနီးကကိုနီးကိုအမှုန့်ထောင်းပြီးရေစိမ်တိုက်ခြင်းပင်ရေတိုက်ချိန်မှာညဤတန်တက်ခန်းဤဖြစ်၍တည်ရင်တဏီကုံမတိုက်ဖဲရေငတ်ထားရ၏တို့မှထိရောက်ပါသည်ချက်ချီးတွေကိုလှဲခြင်း၍ခြံဝင်းတောင်၌ကျင်းဖွဲ့ကစုထားသည်မှာလဲသုံးလေးစီးတိုက်ရှိနေပြီဖြစ်သည် အခါတိုင်းကိုဆွေဦးကိုရောင်းနေကြဖြစ်တော်လဲဒီနှစ်တော့ကိုယ်တိုင်ပဲမျိုးအစ်စ်ကိုစမ်းသက်ဆိုင်ကြည့်မိမှမရောတော့ပါ ကိုစွေဦးကဂျပန်တခွားမွေးကိုဧကများစွာစိုက်သူဖြစ်၍ကိုစန်းရီထံမှချက်ချင်းမရသောကိုထွန်းဝေဤစိတ်ချမ်းမှာစိတ်ချေးဝယ်ပေလိမ့်မည်။တခုတော့ကြည့်သည်စိတ်ချေးသည်ပေါင်းပင်ပေါက်တတ်သည်။စူးပင်များဖြစ်တတ်၍တတိထားရပါသည်။ဒီနှစ်တော့ချက်ချင်းနှင့်စိုက်ပျိုးရေးလို့တော်မည်။ကိုစန်းရီဤမေဆွေဥပွင့်ဘိုသည်ကျေးမုံမျိုးတန့်ချမ်းမှဝန်ထမ်းဖြစ်ရာ သူ့အကူအညီဖြင့် ရေသင်းစိုက်ပျိုးရေးတက်ကတော်မှ ထုတ်လုပ်တော်ဘီတူးခေါ်ကလဘဲပြူအလုံးကြီးမျိုးစိတ် ရှစ်ပြည်တခွဲသားရထားသည်တဲဆန်သည်ကိုစန်းရီတို့ပိုင်သောဓမ္မပင်ခွဲနှင့်လိုက်ဖက်သည်စိုင်းနီးပြိုးနီးပါတင်ပေးလိုက်၍ဆရာထက်တန်နေပါသည်တောင်သူတွေမရဘူးပြောသည်မြေကိုကလဲပဲမျိုးသည့်ဖြစ်အောင်ဆိုင်ရန်ဟူသည်မှာကိုစန်းရီချမှတ်ထားသောဒီနှစ်အတွက်ဆောင်ဖို့ဖြစ်တော်သည်ရာသီဥတုကတာယာနေ၏ပွင့်လင်းရာသည်အစပြိုးနေပြီကိုကိုစန်းရီ၏အိမ်၌တောင်သူများနှင်းတော့ဖလဲဝဲအသေးစားလေးလုံနေကြသည်ဥဖိုးကြီးကိုတင်အုပ်ကိုကျော်စောနှင့်ကိုစန်းရီတို့သာဖြစ်ပြီး ဲ့ခန့်ကြိုးစိုးရေးတာဝန်ယူထားသောမက်ဖြူနုကစီထမင်းနှင့်ငကြောကိုတဲ့ခင်းဧည့်ခံကအစီအဝေးကိုပံ့ပိုးချပေး၍အနည်းငယ်စုပြေပါသည်အစီအဝေးကိုအားလုံးသဘောတူညီစွာအတန်တိတ်တင်းမြောက်ထားသောဥဖို့ရှိမှတဘာပတိမေငုံကိုလုံးဝမဖြစ်နိုင်မှုထင်နေဟေကွာခု၍စဖွင့်လိုက်ပြီးနောက်သူ့စကားကိုစိတ်ဝင်စားမှုရှိမရှိအကဲခတ်ရာစီထမင်းနှင့်ငကြောလောက်လောလောဆယ်နေရမကြသေးကြောင်းသိရသည်နှင့်သူပါမိုးကားရေတောက်တော့မည်ဟုဆုံးဖြတ်ကငကြောတကောင်ကိုကောက်ကန်၍ အမိမစာအညာသားစာတို့သည်ကိုစန်းရည်ဤမိတ်ဆွေကြီးကိုစိုးသိမ်းပြောမှုဒီ၌မင်းတို့အညာသားတွေငါမစားတတ်ဘူးကွခေါင်းကင်ပြီးအမိကစာဘာပြီးစာတော့အယိုးစူးမှာပေါ့အယိုးပြောင်းပြန်စားတာကိုဟုပြောမှုဒီဒါလည်းပညာပေပဲဟု၍မှတ်သားဘူးပါဤတဲဆန်တဲ့မြေမှာဂျုံဆိုင်တာကောင်းတယ်ပဲတော့သွားပြီးမဆိုင်လေနဲ့ငကြောတကိုင်းစီတမင်းတနိုင်ကုံတော်မှသူ့အဖွဲ့မိန်ကုန်းကိုဒီကုန်းချုပ်လေတော့ဒီကိုစန်းကြီးကသူ့လုံချင်ရာကိုဇွတ်လို့လေးရှိသေးနေအညီ တဲဆန်တဲ့မြေပေါ်မှာစိုက်လို့အောင်မြင်နေတာကိုတွေ့ခဲ့ရလို့စိုက်မှာပါဆိုနေကိုရှိကလည်းသူ့အဆိုကိုစွပင်တင်သွင်းလေတော့ရာဘဲကိုပြုတ်စားလိုက်တာကမှဘိုက်တဲရအောင်မထင်တကွယ်ဦးတင်အုပ်ကအဆိုကိုကန့်ကွက်လေသည်ကိုကျော်စောကဥပြုတ်စားရတဲ့ဆိုးတော့မပေါ့ကိုတင်အုပ်ရာဟုထောက်ခံပြန်သည်နေတဘာပတိဦးဖိုးရှိကဆုံးဖြတ်ပေးရင်ညီကောင်းကြုံမှာစကားပြောကြလေ၏ဂိုင်းမင်းဒီလောက်အာသင်နေရင်လည်းစိုက်ပေါ့ကွာမနေ့ကငါနွားလဲအားတယ်ကျုပ်လဲအားတယ် ခုကိုကျော်စောကပြန်ပြောပြီးဒီနောက်အစီအဝေးရုတ်သိမ်းလိုက်ဤဒါသာမုံလာဆန်းဖြစ်၍မိုးလီကင်းလွတ်ကကောင်းဝင်ကြီးကပြန်နှဲနေတိမ်ဆူကြီးကျမတဝတ်စာမြမရှိသည်မို့နေမြင့်တော်အလွန်ပူသည်ထို့ကြောင့်လုံလဆိုင်ကစောစောထွန်ကြစိုက်ကြရ၏အခါတိုင်းလိုလိုပင်နွမ်းငေါတန်တို့စူညံနေပေသည်ဥဖိုးရှိနေကိုကျော်စောတို့နှစ်ယောက်သာခြောက်သွားထွန်ဖြင့်ထွန်ရဲနေကြသည်စောစောရဲ့များကလဲနေတိုက်၍ခြားထားသောချက်ချေးပုံများလေမြင်းနှင့်ရောစမ်းပြီး သမသွားလိမ့်မည်တေဧကမတင်းဟု ခေါ်ကြသောဓတ္တမ80ဧကတာရှိ၍6သွားထုံနှင့်30ရောက်အောင်ဝင်နိုင်ကြသည့်အချိန်ကိုက်ပင်အဖြူနှိုး၏ထမင်းတောင်းလေရောက်လာပါပြီချားပြီးရိတ်နိုင်ထမင်းတောင်းချပြီးတော့ထမင်းစားကြမယ်ဗျကိုစန်းရီကထွန်ရက်နေသူများပဲလှည့်ကဟောလိုက်ပြီးအဖြူနှိုးနှင့်အတူထမင်းပွဲပြင်တော့သည်သမင်းတောင်းထုတ်လာတော့ပစိုးဟောင်းကိုမြေတွင်ဖြန့်ခင်လိုက်ပြီးထိုးပေါ်တွင်ဟင်းကြိုက်များအဆင့်ဖြုတ်၍တဲလိုက်သည် ဟင်းကငခုစင်းကောစီပြန်ကလည်းပဲဟင်းကျုပ်ကိုမကြီးသည့်မဲ့ငရုတီတို့နဲ့ချင်းဆက်ချက်ထားသည်တို့ပါလိမ့်ထုံစီသူတို့ကဝမ်းချောင်နေ၍လောဟင်းဆက်တဲ့၍လောမသိငခုကပင်အစာကြီးသောကိုစမ်းရည်နဲ့ပဲ့ရည်သူနှွှဲကြလေတော့ရာလို့စီဘူးလေးလုံးချက်တော့ထမင်းအိုကျွတ်လေသည်တစ်ဖက်ကဆေးတို့နဲ့အပန်းဖြည့်ပြီးတော့ဥဖိုးရှိကလည်းသူ့လဲပေါ်ပါလာသောစိုက်ထုံကိုချ၍ပြင်ဆင်မာတော့သည်ကိုစမ်းရည်လည်းပြည်နယ်အိတ်ခုနှစ်ခုမြည်တွင်ဆက်၍ခင်းပြီး ကလဲပဲမျိုးစင်များပုံလိုက်ကထမင်းရီကြားနှင်းငယ်နှင့်ပဲမြစ်ဖူးဇီဝမြောစာတထုပ်နှင့်အမအောင်မြေလီတော်သည်အဲ့ဒါဘာလီတော်ဟာကိုကျော်သောကအာနိသူပြီးပြီးကိုစန်းရီအနာလာ၍ဆက်စုလေဒါကပဲမြစ်ဖူးဇီဝမြောစာလေသူကပဲမြစ်မှာမိခိုးပြီးအစာစားတယ်အစာချက်ပြီးအညစ်ကြေးဆုံးထုတ်တယ်အဲ့ဒါကြောင့်ပဲမြစ်တွေဟာနိုက်ထရိုဂျင်ရပြီးအမြစ်တွေရှိတယ်တန်တယ်လေအမြစ်ဆွဲအောင်ဒီဇီဝမြောစာကိုတုံးရတာပေါ့ဗျာဒါတွေကဘက်တီးရီးယားပိုးလေးတွေပေါ့ကိုကျော်သောရ ိုကျော်သောကလည်းခိပညာတဲ့တယောက်ဖြစ်ပြီးသဘောပေါက်လဲပါသည်။ဩသဘောပေါက်ပြီ။ခမည်းရင်နဲ့တရားထဲတာကသူတို့အတွက်အစာထဲတာမို့လား။မှန်တာပေါ့ဗျာ။ပဲမြင့်မရှိခင်သူတို့အတွက်အစာလည်းဖြစ်တာပေါ့။ဒါတွေမကောက်ဘူးဗျ။ပဲစည်းကိုဗက်တီးရီးယားပိုးတွေကပ်ပါသွားအောင်လဲ။ကုညီပေးတယ်ဗျ။ကိုကျော်သောကတိတ်ပဝင်မကြသေးပုံဖြင့်အပင်ကြီးတော့မှအမြစ်ကိုနှုတ်ကြည့်အောင်မယ်။ဒါနဲ့မင်းဒီဇီဝမြေဩဇာဘယ်ကရလာတာတော့။ကျင်းမုံမျိုးတန့်ချံကတခါလေးဝယ်လာတာလေ။အရင်ကျုပ်တို့တမဆိုင်မှာရောင်းသေးတယ်။ တောင်သူရေ၃ယောက်ကမှမသိကြဘူးထင်ပါရဲ့အဝေကြလို့ကြေးတိုင်းပြက်ကုန်တာကြီးပဲပြီးပြီလားဟိစိုက်ရအောင်ဥဖိုးရှိအော်တန်ကြား၍စိုက်ယုံမဲပြုထွန်သွားလေးချောင်းတက်ထားသောစိုက်ထွန်ကိုကိုရှိကမောင်း၍ကိုစန်းကြီးကတွဲအိနှလုံးဘညာတိုင်းလွယ်လေးရဲ့ထွန်နှောင်းမှလိုက်ကစိုက်ခွက်အတွင်းသို့ပဲစီများကိုခြေလန်းနှင့်ချိန်၍ချပေးရလေသည် မင်းကဒါလည်းဖြစ်တာပဲနော်တော်သားပဲကိုကျော်စောရဲ့တော်လို့ကိုတတ်ထားရတာပေါ့ဗျာကိုကျော်စောကိုသတိပေးတယ်လို့ဖြစ်သွားစေသည့်စကားပင် သူသည်ယခုမှထွန်စီလဲမောင်းတက်ကစားရှိသေးသည်မဟုတ်ပါလားနေ့လေ၁၂နာရီထိုးသောစိုက်ပြိုး၍ပြီးလေပြီအပင်ပေါက်တွေကတော့တဲ့ပြီးမှန်ကောင်းသည်ဟိအိုးပြစ်မကွဲပဲဝစ်စန်းကြီးကပဲခင်းနေရှိထောက်ခွာရွက်တွေကိုပေါင်းမဲ့အဖြစ်လိုက်နှုတ်နေရသို့ဥတင်အုပ်ရောက်လာပြီကလပဲပြူစိုက်ခင်းကိုကြည့်ကကြောလေသည်ကိုစန်းကြီးကနောက်လှည့်မကြည့်ပဲပေါင်းနှုတ်ရင်းပြန်စကားပြောရသည်အခုတောင်တော်ကြီးမှာဗာစိုက်ထားတော့ဗျတို့တော့ကလပဲရိုးရိုးပေါ့ကွယ်မင်းအခြေအနေကြည့်ပြီးမှနောက်နှစ်တော့ဘီတူးစားရမှာပေါ့ အခုတိုင်းဆိုတော့ပယ်ဆွဲသားပဲကွတိလိုက်ရင်တော့ဘယ်လိုနေမလဲမသိဘူးအပင်အနေထားကတော့ရိုးရိုးကလေးပဲထက်တာတယ်ကွကိုစန်းကြီးလေအပင်ပေါက်စား၌ကျိုးတိုးကျဲတဲ့တာရှိ၍ဟုတ်ပါမလားတွေးကပူခဲ့ရသည်ယခုတော့စိုက်ခင်းနေအိုးပြစ်လျင်တော့မကွဲအောင်ပြည့်သိပ်သွားပါပြီပေါင်းနှုတ်ထားတော့ထောက်ခွပင်များကိုပစိုးဟောင်းနဲ့စုထုတ်လိုက်စဉ်အင်းမင်းကတော့တစ်ချက်ကုန်တစ်ချက်ပြတ်ပေါ့လေကျက်စာလဲရပြီးသားဖြစ်ရောလားထောက်ခွရွက်ကနူးညံ့လို့ကြက်တွေပူစားတယ် ဒါပေမဲ့ကျုပ်ထင်ကျဲဥအနှစ်အယောင်ကစိမ့်ဖန်ဖန်ဖြစ်ပြီးနည်းနည်းတက်တဲ့အရာသာဖြစ်လာတယ်ဗျ။ကျဲဥကိုကအစာဥဆိုတော့အစာရဲ့အာနိသင်တော့ပါမှာပေါ့။အော်ဒါနဲ့ခမရတို့ကလပဲကင်းကိုရပြန်းချီဖြန်းသလား။ဥတင်ဥကကုန်းကို ထွေးထုတ်ပြစ်လိုက်ပြီးဖွီးတို့ကတော့ပလဲနှုတ်စီတပူကိုဆေးပြန်းမုံနဲ့ဖြော်ပြီးဖြန်းပေးတာပဲကွာ။မင်းကရောကိုစန်းကြီးကချင်းပြပါဤ။တောင်သူတွေဒီမြေစီခေါ်တက်မီဩဇာသာဝယ်တုံးကြဤ။ တဘာဝမျိုးစအတုံးပြမှုနဲလာဒီကိုနွားချေ1ကီလိုဂရမ်ကိုနွားသေး1လီတာထက်ညက်30သားနှင့်ဖောက်ထားပြီးတော့နောက်ရက်တွင်ရေလီတာ100နှင့်လော၍အခင်းကိုပက်ပြန်းပေးပါကအော်ဂန်နစ်မျိုးစအဖြစ်အလွန်ကောင်းပြီးစရိတ်နေချောင်းကိုကိုစန်းရီကစိတ်ရှည်လက်ရှည်နှင့်ရှင်းပြရပါသည်ဘူတင်ယုတ်ကိုယ်တိုင်ကဆယ်တန်းမအောင်တော့လေနှစ်ချိန်တိတိဖြည့်ဘူးသည်သို့သောမျိုးဖလာအစွဲနေငယ်ရှိပေ၍ခေနောက်ကြသလိုဖြစ်နေ၏ကျောင်း၌တင်သောသင်ကန်းစာတို့သည်ကတက်တွေ့နေပေတွင်မူအတုံးချရန် အံမုံရင်ခွေမကျဖြစ်နေပုံရပါသည်ကိုစန်းရင်မှတ်မိသေးတော်သည်ငံကုံမြို့တွင်နေထိုင်သောဒွေလီအကြီးသည်သူ့သားသမီးများကိုကျောင်းစာမှလွှဲ၍မဂ္ဂဇင်းဂျာနယ်ပင်ဖတ်ခွင့်မပြုချေသားသမီးများကဘဲကိုစီရပြီလေသုံးစား၍မရသောလက်ထူတွေဖြစ်သွားကြရှာလေသည်ဆရာကြီးဒေါက်တာတက်ထွန်းကဆိုဘူးသည်ဟိန်သူတွေလှုပ်တဲ့မုံထဲမှာလက်ထူဆိုတာရှိတယ်ပြောင်းဘူးအမုံကိုတကြားနဲ့နေပြီးထောပန်းနဲ့ကြော်ထားတာအမေကောင်းနေပါရဲ့နဲ့စားလို့မကောင်းဘူး ဒါကြောင့်မို့ပညာရည်တင်ပါရဲ့နဲ့ဘာမှမတတ်တဲ့သူတွေကိုငါကလဒူလို့ခေါ်တယ်။ဦးတင်အုပ်ကလဒူမဟုတ်ပါချက်ချင်းသဘောပေါက်၍ငါလည်းနဲ့ပြန်မင်းပြောသူလို့အော်ခဲနေနီးသုံးမယ်ဟိ။ကိုစန်းရီကဦးတင်အုပ်ကိုကြားလွယ်နားလွယ်သူတယောက်ဆိုကရေးစားရပါ၏။အမှန်ဆိုသောအတန်းပညာ၌ဦးတင်အုပ်လောက်သူမတတ်ပါ။အကျိုးပြုစာတွေအဖက်များသလိုကောင်းတို့ရရာထိုးထိုးစာကိုရှာ၍မပြတ်အိမ်တွင်ဖတ်ဆိုသည့်ဆုံးမစာကိုလိုက်နာသည်ဖြင့်တဲ့တွေ့အကျိုးခံစားရသည်ဟုရေရေပြောမှုမှသည်။ သွားအောင်မယ်ကွာကြာရင်နေပူမိမယ်ဥတင်အိုကြီးနောက်ကြောပြင်ကိုကြည့်လျက်ပြောင်းလဲပြင်လဲရှိသူတယောက်ပြီကဟုပီတိဖြစ်ရသူကကိုစန်းရည်တီစိုက်ပျိုးပစ္စည်းသွားခြင်းဖြစ်၍ကိုစန်းရည်တို့အိမ်တွင်လူစီနေ၏တောင်သူတို့ထုံထုံပိတ်ခြင်းအားလည်းရဖြစ်သွားသည်မို့ကိုစန်းရည်တို့အိမ်တွင် စုဝေးနေကြသည်ဖြစ်ပါသည် လူငယ်ချို့နှင့်တောင်သူဦးစီးတို့ကသတင်းဖလဲရာဌာနအနေဖြင့်လာကြခြင်းဖြစ်ပေသည်ဟေ့စန်းရည်မင်းဗီဒူခင်ကအသီးတွေပြုတ်နေတာမောင် ခင်းဆောင်ရလိမ့်မယ်ထင်တယ်ကိုဖိုးရှိခင်းကိုကလည်းပဲရွက်ခုတဲ့ကောင်မလေးတွေဝင်သွားကြတယ်နော်ဘယူဆိုင်အောင်ဥတင်ဥတို့နှောပင်ချောင်းနာကနှာချောင်းသားတွေစက်ကြနေတယ်ဗျာစသောတောင်သူတို့နှင့်ဆိုင်ရာသတင်းဖလေသည့်ဌာနတပွဲဖြစ်နေပါသည်အပေเจ้าမာနီအဓိကဇက်လိုက်ဖြစ်သောကိုကျော်စောတရာအမြဲလိုလိုရှိနေသောကြောင့်လာကြခြင်းဖြစ်တော်သည်လူငယ်တွေကမန္တလေးနှင့်မြို့ကြီးတော်တော်များများရောက်ဖူးသောကိုကျော်စောထံမှအဝဇန်းရှင်ရှင်နှင့်ပြောသည်ကိုကြားကျင်ကြ၍လာကြသည်လူဖို့ရှိ ဥတင်ဥတို့ကတော့အလုံးနဲ့ပတ်သက်ပြီးလာကြခြင်းဖြစ်ပါ၏ဥတင်ဥကစမ်းရင်ပြောတဲ့အတိုင်း organic ရွက်ဖြန်းစေကဟန်ကြတယ်မောင်ပိုးပါတပီးတာဖြစ်သွားတယ်လို့ပဲပိုးမကြတော့ဘူးကွဥတင်ဥစကားကိုစိတ်ဝင်စားကြသည်နဲ့တယောက်တစ်ပေါက်နေကြလေ organic ရွက်ဖြန်းစေအကြောင်းကိုဥတင်ဥမှပင်ရှင်းပြရလေသည်လူငယ်လူကြီးအလုံးစိတ်ဝင်စားကြပါသည်နောက်နေ့တွင်တရွာလုံးတိုင်းတာနေဖြင့် potassium urea ဒီစုပါစသော ဓမ္မယောဇဝေယူစေတင်ငနံတက်တာသွားမည်ဆိုပါလျင်သူတို့ရင်ွေးချမ်းဝိုင်းမှစကားတို့အဟောတိကံမဖြစ်တန်ရစောစောကဖိုးရှိပြောတာဟုတ်တယ်စမ်းရည်မြင်ပေကင်းကိုထွက်ဆောင်ကြအောင်အတိတွေပြုတ်ခဲနေတာပြီးတော့အလုံးကြီးတွေမှလူတွေစိတ်ဝင်စားနေကြတယ်ဟိငွားเจ้าသားတွေလက်ချက်လာမသိဘူးမောင်အကွက်လိုက်နှုတ်ပြီးမိဖုတ်စားထားတဲ့အရာတွေပါတွေ့တယ်စောင့်ဝင်စောင့်မစောင့်ရင်ကုန်မှာပဲကိုစမ်းရည်ကဝိတ္တယုတ်ပြောသည်ကိုပြုံးပြီးနားထောင်နေ၍မက်ဖြူနုကမျက်စောင်းတစ်ချက်ထိုးကြည့်လိုက်သည် သူယောက်ျားနှင့်ထိုကိစ္စကိုညကပြောဆိုပြီးခဲ့သည်တွင်အံ့ဩလောက်သောကိုစန်းရည်၏သဘောထားကိုသိရ၍စိတ်တို့မိရ၏အခုလေသူထင်ထားသလိုတွေးမြင်ထားသည်ကိုလူပုံလည်းမှာပြောတော့မည်ထင်ရဲ့ဟုမျက်စောင်းကြီးကြိုတင်ထိုးထားလိုက်သည်ထင်းသည့်အတိုင်းပင်ကိုစန်းရည်ကပြောသည် ပြင်သစ်ပြည်လူဝေပင်လက်ထက်မှာအမေရိကတိုက်က အာလူမျိုးတွေယူလာပြီးလယ်သမားတွေကိုအစိုက်ခိုင်းတော့ညင်းကြတယ်လူဝေပင်ကဘာလုပ်လိုက်တယ်လဲဆိုတော့ကျုပ်ဘီဒူးဆိုင်တယ်လို့နေမှာပေါ့ဗျာ သူပိုင်နဲ့စိုက်ခင်းထဲမှာအာလူးစိုက်တယ်။ဖော်ကန်ဒီမှာစစ်သားဆောင်တွေချထားတယ်။ထူးခြားမှုကဘာလဲဆိုတော့စစ်သားဆောင်တွေကိုနေမှာသာစောင့်ခိုင်းပြီးညဘက်ကျတော့အဆောင်မရှိဘဲထားခိုင်းတဲ့ရဲ့ဗျ။ကိုစန်းကြီးကအကောင်၆လာပြီးခဏစကားရက်ကရေနည်းတစ်ခွက်ငှက်တောက်လေးဒီမစောင့်နိုင်တော့အောင်စိတ်ဝင်စားနေကြပြီဖြစ်တော့ဥဖို့ရှိကအဲ့ဒီလိုပြစ်ထားတော့ဘာဖြစ်တဲ့တော့ဘာဖြစ်လိမ့်မလို့ကိုရှိရဲ့အာလူးတွေကိုနေရလူတွေကပေါ်ယူသွားလို့တလုံးမှမကြံတော့ဘူးတဲ့ဗျ။ အဲ့ဒီတော့မင်းဗီဒူခင်းကိုလည်းတစ်စေးမှမကြံရင်နေပါစေပြစ်ထားမယ်ဒီလိုလားကိုစန်းရီကရေးလေ၏ဥဖိုးရှင်နှင့်ဥတင်အုပ်ကမျက်မှောင်ကြီးတွေကျုပ်လျက်ကိုစန်းရီကိုကြည့်နေကြသည်ယနေ့ကလေးတွေပြောနေကြသလိုဒီကောင်စာဖတ်ပြီးကောက်သွားပြီလားဟုတွေးနေကြ၏ခဏနေမှအေးရက်၍ကျုပ်တို့ရွာကကလေးတွေဒီလောက်မစိုးကြဘူးဆိုတာသိကြမှာပဲဗျာသူတို့စိတ်ထဲမှာစူးစမ်းခြင်းလို့နှုတ်ကြည့်ကြတာပေါ့လူဝီပင်ရဲ့လှုပ်ဆောင်ချက်ကအမိန့်နဲ့ခိုင်းရင်ဖြစ်နိုင်ပေမဲ့ပြည်သူတွေဆန္ဒသာအဓိကကြားတယ်ဆိုပြီး စိုက်ကိုစစ်စင်ရေးလုပ်လိုက်တာအောင်မြင်သွားတယ်လေပြင်သစ်ပြည်သူတွေအဲ့ဒီကစားပြီးအာဟာရတန်ဖိုးမြင့်တဲ့အာလူကိုစိုက်ကြတာအခုထိဆိုပဲဗျဦးတင်ဥကမျက်မှောင်ကျုပ်လျက်ပင် မေးလေ၏အဲ့ဒီတော့မင်းကရှင်မင်းစိတ်ဝင်ပြီးရှင်ဘရင်လိုလိုက်လို့မယ်ပေါ့သူစကားနားထောင်ပြီးကိုစန်းရီကိုထင်လွဲနေပြီဟုသိရသဖြင့်သဘောပေါက်စေရန်မိတို့ရှင်းပြရကောင်းမှမည်လေဟုစဉ်းစားနေခိုင်မက်ဖြူနုကကိုတင်ဥမပူနဲ့ကျုပ်သွားဆောင်မယ်ဘဲနဲ့တော့စိုက်ပြိုးထားပြီးလို့ဇက်ပေါင်နာရောက်ခံမှပြစ်ထားရမယ်လို့ ျုပ်ယောက်ျားကခေါက်ထောက်တော့ရေညကလေးကဒီစကားကိုပြောနေတာလေဟုတ်မဟုတ်ရလားမသိပါဘူးသူ့အဆင့်နဲ့ဘယင်ကိုတုလို့ဟိုဘယင်ကလူပီဒီကလူပလီဘယင်မြတ်စွာဘုရားကိုစန်းရီကထီးမဲ့နမ်းမဲ့ဘယင်ဖြစ်နေပါလားတမင်းငယ်နှစ်ယောက်ကမိခင်ဘေးမှထိုင်ကတမင်းကျော်စားနေရမှာတန်ပြိုင်ပင်ပိတ်သိပ်သွင်းပေးလိုက်ကြလေသည်လူပလီဘယင်လူပလီဘယင်ဟေးဒုဖေဘေးကလူပလီဘယင်ဩနားလည်မှုလွဲကြလေခြင်းကွယ်ဟုတပြင်းချယုံကလွဲလို့ ကိုစန်းရီကိုဗာများတက်နိုင်ပါမည်နီသို့သောနောက်နှစ်များတွင်တရွာလုံးဗီတူးဆိုင်ကြသည်မှာယနေ့ထက်တိုင်ဖြစ်တော်သည်ကငင်းမရပါချေအမွေလို့အမြည်ရတဲ့ဝတ္ထုလိုလေးကိုလည်းဖတ်ပြပေးခြင်းပါလေခင်ဗျာနားတော်တာဆင်ပေးကြပါဦးခင်ဗျာဟေ့ရှင်မွေးလုံးနေကြပုတ်တဲ့အခွဲကမနေပါလားဟာဘယ်ရွာကသွားခေါ်လာတာတော့အမေမျက်နှာဖရှင်လေးတွေနေပါလားဩအိမ်ရင်းစက်မှုလက်မှုဌာနကထုတ်တဲ့ပစ္စည်းလေးတွေကြီးကိုကောင်းနေဟေ့တာသမီများလာကမိုးနေကြနေတော့အန်ကြိုက်ပဲ ဥတင်ယုတ်သည်တငယ်ချင်းလေးဖြစ်ရောက်ဖာလေးတော်ဆက်သေးသည်ဥဖို့ရှိအိမ်သို့အလဲလာနေကြဖြစ်သည် သူကပျော်တဲ့သူတယောက်ဖြစ်ပြီးမှဝင်ဝဲတော်သေးသောမဏီကိုခကြီးရောက်မဆိုင်မျက်စိနဲ့တွေ့ရများကိုရေစရာလုံး၍တန်းစီပြီးစလိုက်နောက်လိုက်ခြင်းဖြစ်ပါသည်သို့သောသူပြောသောဒီမှာအမှန်တရားတွေကြီးပဲမို့ကာယကံရှင်များစိတ်မဆိုးကြပါတာသမီတစ်ကြိမ်နေတယောက်မွေးသောမဏီကိုရှင်မွေးလင်းဟုခေါ်ခြင်းအားသူနှမမဏီကစိတ်မဆိုးရှာပါ ပြီးတော့နေကြပွင့်များကိုထုတ်ချောင်းနှင့်ကိုစီရိုက်ပုတ်လျက်အစိထုတ်နေကြကုန်သောကြီးစင်ငယ်လိုက်မျက်နှာရှင်သူကလေးများအလုံးသည်ဥဖို့ရှိဒေါ်နီတို့၏ရင်သွေးရတနာများဖြစ်တော်သူကိုသူတို့လေးများကတင့်မြတ်လွန်လာ၏စိတ်ဆိုးရန်ဖြစ်သည်ပင်မကြဘူးပေထို့ကြောင့်လည်းမင်းနန္ဒာကြီးကဟုတ်ပေါင်းကိုကောင်ကြီးရောတော်လူကြီးမိဖို့ထဲမှာဝတ်တကြီးလုံနေလေရဲ့မဏိကရင်ငွေထဲမှာကလေးငယ်ဆုံးလေးကိုညှို့တိုက်ရင်းနဲ့နေကြပုတ်နေရာကဥတင်ယုတ်ကိုပြန်ဖြည့်၏ ်လက်နစီတိုင်မြချီတော့နေကြပုံကြီးတစ်ဘက်ပြည့်အောင်ကြီးစင်ငယ်လိုက်ထိုင်နေတော့ကလေးအလုံးကိုဥတင်ရောရေတွက်ကြည့်ရာရှစ်ယောက်ရှိသည်ညီငွေနဲ့ကကလေးဆိုလျင်၉ယောက်မြို့တက်ပြီးအလုံးလုံးနေတော့အကြီးနှစ်ကောင်ဆိုတော့၁၁ယောက်တီတိုင်းတင်လေဟုပြောရပါမည်မွေးတမျှဖိတ်စင်မရှိချေနာမည်မပေးတတ်တာနဲ့ကြီးစင်ငယ်လိုက်အမှတ်စဉ်ထိုးထားရတကွယ်ဥဖုရှိကရေစရာလုပ်၍ပြောကူးသည်လေထို့သူမိသားစုအင်အားကောင်း၍လေမိုးနေကြလုံနိုင်တာဖြစ်၏ရှင်းပါမည် မိုးမိုးလေတွင်နေကြဆိုင်ရသည်မှာအလွန်ကြီးကထများဤပွင့်ရစမိုးမိတော့ဝုံမုံမကူးနိုင်သည်ဖြင့်အစိမအောင်တတ်တယ်လို့မိုးလို့လေလို့၍အစိအောင်ပြန်ပါလေချိုးယူကနေတွင်မိုးနှင့်တိုးပါကအပင်ပေါ်၌ပင်အညောင်းထွက်ကပြက်သွားပြန်၏အပင်အာယူကစားမှာတော့မိုးလို့ပြန်ရောသူကလို့မိုးကလိုသလိုရွာပေး၍အောင်မြင်သောနေကြခွင့်များချိုးယူပြီးအိမ်ရောက်အောင်တက်ပြီးသည်နှင့်စိတ်မအေးရသည်အပွင့်ကိုအမြန်ဆစ်ထုတ်ပြီး၆တွေ့စင်ရန်နေလန်းရအောင်မည် နေလန်းစဉ်လူတယောက်ကစောင့်လျက်စာမောင်းနေရသည်စာကလေးတို့သည်နေကြစိတ်ကိုအလွန်နှစ်သက်သည်ရန်ဖန်ရန်ခါခိုနှင့်ကြီးတို့ကပါဝင်တွေ့တတ်သေးရာလူဆောင်မရှိလျင်ဖြာသာကြံရစ်တတ်သည်လေမိုးရင်းနေကြကအလွန်လက်ဝင်သဖြင့်တောင်သူတိုင်းမဆိုင်နိုင်ကြတချို့ကမိုးနေကြကိုမောနေကြဟုခေါ်ကြသည်အလွန်မောရသောနေကြပေသည်ကလေးတွေသမင်းစားကြမည်ဟိဤဖို့ရဲရှိဥဖို့ရှိအတန်ထွက်လာသောနေကြပုတ်နေသောကလေးတို့ကြောင်ဒုံနှင့်ထိုးသလို လှုပ်လှုပ်ရွရွဖြစ်သွားရသည်ရေဦးရှိရာသွား၍လက်စေးကြပြီးလျင်ထမင်းပွဲသို့ခြေစင်ငယ်လိုက်ဝင်ထိုင်လိုက်ကြရာလေးပေအချင်းရှိသောထမင်းစပွဲကြီးနှင့်ပြေးသွား၏ခရမ်းသည်ပေသည်အာလူရောရရှက်ထားသည်ကတခွဲမကြည့်ရွက်ချင်ရတခွဲငါပုတ်တင်ချောက်အကောင်သေးသေးလေးများကိုကြောက်ထားသည်ကတခွဲပေါင်းသုံးခွဲဖြင့်စားကြတောက်ကြသည်မှာအလှူပေးနေတကယ်သို့ရှိတော့သဖြင့်တခါကတစိမ့်ကလေးနှစ်ယောက်အထင်မှားကဝင်စားဘူးသည်ဆို၏ကောင်းတင်းချင်းချင်းလှုပ်လျက်ကြည့်နေတော့ဥတင်ဥက္က ဒါကြောင့်ရွာတွေကဖိုးချီကိုလူချမ်းသာလို့ခေါ်တာကိုဟာကလေးများစားနေဒီမှာသူညံချင်းမရှိပေအကြီးများကငယ်သူတို့ပကံနေသူခင်းများခေါ်ထည့်ပေးနေရင်ညီညာဖြတ်ဖြတ်စားကြကုန်၏ဇိုးနဲ့ပကံတွေကိုတော့ထမင်းနဲ့အယောင်ကွဲပါစီအကွဲ့အတူတူပဲထင်ပြီးစားပြစ်လိုက်ကြပါဦးမေဦးတင်အိုးဤစကားကိုဦးဖိုးရှိကလည်းအားကြမခံမင်းငါကလေးတွေကပါစားကတေသောအားကောင်းနေကွဇိုးနဲ့ပကံတွေမှားအစာမိတာတော့အစာချေမှတေးကြတယ်မောင်တနေ့စီကအင်ရှိမှအော်ရောင်းနဲ့ အစာကြေလည်နိုင်စေရောင်းသူအတန်ကိုကြားရုံနဲ့တင်ထမင်းတနက်ပူစားလို့ကြိုင်ခရချီရဲ့ဆိုပြီးရစားတဲ့ကိုဆဲလို့ရတာဟ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 ာသာတော့ပြီးတော့ကလေးတို့ဒီသူတို့အစီအစဉ်နဲ့သူတို့ပင်ပြင်ဆင်ပြီးအကြောင်းတို့သွားကြလေရာအိမ်တွင်မက်နီရင်ငွေ၌အိပ်ပျော်နေတော့တားငယ်သုံးလေးနှင့်သူ့ထက်နို့ညာကောင်သာကြံတော့၍ရုပ်ကြီးပင်ငြိမ်ကြသွားတော့၏ဦးတင်အုပ်ကဟေ့မင်းတော်မထွက်ရသေးဘူးလားကွာနေချာချိုးပြီးသွားတော့ထွက်စရာမလိုတော့ဘူးလေကွာ အေးစမ်းရည်တို့အိမ်ပဲလဲသွားမလို့မင်းလိုက်မလားခဏစောင့်ကွာနွားစာထဲခဲ့အောင်မေဥဖိုးရှိသည်အစစ်ထုတ်ပြီးနေကြပွင့်ဖက်များကိုလက်ဖြင့်အနေတော်ဖဲ့ရွက်ကတောင်းတင်ထဲ၍နွားတွေစားနေသောစခြင်းတွင်ထဲ့ကျွေး၏ပြီးသည့်နေ့နေကြစေများကိုတာလဘက်စခင်ကနေလှမ်းလိုက်ပြန်သည်နေလင်းထားသောနေကြစေများဘေးမှရန်လျက်ကက်ဆက်ခွေတေချိုးအပြက်များကိုငုတ်ရိုက်၍စီဝိုင်းခတ်ထားခဲ့သည်ဇာကလေးများရုတ်တရက်မဝင်ရဲအောင်ဖြစ်သည်မနီးရီပြင်ခနသွားလိုက်အောင်မေဟိ မင်းစားနေတော့မဏိကမိုးကြလာရင်တော့ပြန်ခဲ့အောင်တော့နေကြလှမ်းထားသည်မို့မိုးဆူဆွဲပါကပြစ်လိုက်ရမည်ကိုအေးအေးခုတော့အတန်နဲ့အတူထွက်နှင်လာပြီးတော့ဦးတင်အောင်နောက်တော့ခက်သွက်သွက်လှမ်း၍လိုက်ခဲ့တော်သည်တောင်သူတို့သည်မိုးရွာသောနေ့လေထုံရည်မကောင်းသောနေ့များမှာတော့အနာယူရတတ်သည်လေထိုးရများတွင်တိမ်အိမ်၌စုဝေးလျက်ရင်းနှွေးချမ်းတောက်ခါစည်းစိမ်ယူတတ်ကြပါသည်ကိုစန်းရည်သည်တက်များကိုအစာသိမ်းကျွေးပြီးချက်ဥကောက်က ခြံမှထွက်လာခဲ့သည်နှင့်အဖိုးကြီးတို့ဝင်လာမှတွေ့သွားရသည်ဟောညွန်နေတာနဲ့အတော်ပဲဗျာဒါကြပြုအင်းအောက်တွင်ခင်းထားသောခုံတန်းရများပေါ်တွင်ဝင်ထိုင်ကြပြီနောက်တပူးတဲကရေနွေးတပကံစီကိုစန်းရီကငှဲ့ပေးလိုက်ဒီနေ့တော့မထွက်ကြဘူးလားဗျာမြေကြီးကခြေနဲ့မခံသေးဘူးလေကွာဒါကြောင့်အိမ်နှွေးအောင်းနေရတာဥဖိုးကြီးကသူတို့တော့မထွက်ဖြစ်သည့်အကြောင်းပြော၍တဆက်တည်းမင်းကတော့ပုံမှန်ပဲကွာနော်ပြောင်းခင်းမုံနဲ့နွားလိုစာရင်သွားရင်ပဲ ကြံငင်းအောင်နဲ့ကြွက်လို့ဆိုပါတော့ဗျာမွေးမြူရလို့သူတရားမို့နေဘူးမရှာမိုးရမရှာတော့ထွက်ရတော့ဒုက္ခမရှိပဲဓမင်းစားနေနိုင်ဒီကိုပြောမှန်းသိ၍ကိုစန်းရီကလည်းစကယ်ပုံနဲ့တုံ့ပြန်ပြောလိုက်ခြင်းပဲဆက်၍ခမားတို့ကိုကြုတ်ပြောသားပဲဗျာမွေးမြူရလေးတွဲလို့ပါလို့လေစိုက်ပျိုးရေးနဲ့မွေးမြူရေးကကန်းကျုံးမီကျွန်းကိုင်းမီနေတာဗျာစိုက်ပျိုးရေးကထွက်တဲ့ဘေးထွက်ပစ္စည်းဥပမာဂျုံယိုးပဲယိုးပြောင်းယိုးဖွဲစကွဲတွေကတရိစံအစာဖြည့်ပြီးတော့ တရိษံတွေရဲ့စွန့်ပစ်အညစ်အကြေးတွေကစိုက်ကင်းထဲမှာမျောစာဖြစ်ရတယ်လေကျုပ်မှမြင်မရှိလို့ဗျနှုတ်မဆိုစိုက်ပြိုးရင်းနဲ့တွဲလို့မှာဥဖိုးကြီးကရင်းနှင်းခဲ့တော့ရင်ပြုံးပြီးနားထောင်နေဤပြီးမှမင်းကိုငါ့လိုဧကအစိတ်လောက်တောင်သူစမ်းလုကြည့်နေခြင်းနဲ့ကွာမွေးမြူရဲ့တွဲလို့ဖို့နေနေတာတာတောင်သူလုပ်ငန်းကိုတော့တိမ်လုံးလုပ်နေကြရတာကလားကိုစမ်းကြီးကရင်းနှင်းကုန်နေတဲ့ဖြင့်ဤဘိုပဲလှဲ့၍អော်လိုက်သည်မိမကြီးရင်းနှင်းရှိလားဟိလက်ဖက်လေးလေးတော့ပါအောင်ဟာ တဆက်သေးပင်အဲ့ဒါတမန်ရိုးချလို့လို့တော့မဖြစ်ဘူးလေဗျာအခြေခံကစပြီးပြောင်းလို့မှရမှာဗျာဆိုပါအောင်ွယ်ဘယ်လိုအခြေခံကစပြီးပြောင်းရမှာတော့လို့ဦးတင်ဟုတ်ကပါစိတ်ဝင်စားလာပုံနဲ့မေးတော့ဒီနဲ့ကျုပ်ကပညာရှင်မဟုတ်လို့တည်တည်ချာချာတော့ရှင်းမပြနိုင်ပါဘူးဒါပေမဲ့သဘောလောက်တော့သိရဲ့ဗျာကျုပ်သိတယ်လို့ပဲပြောမယ်ထို့စဉ်မဖြူနုကလက်ဖက်တုပ်တစ်ခွဲလာပေးရင်ရင်းနှီးဖြည့်ပေးသွားသည်ဒီလိုဗျာဒီနေ့နိုင်ငံတော်ကကြွေးကြော်နေတဲ့ဆောင်ပုတ်ရှိတယ် လက်မှုလေယာမှစက်မှုလေယာစနစ်တို့ဆိုတာလေစက်မှုလေယာစနစ်ကိုကျင့်သုံးတဲ့နိုင်ငံအားလုံးတွတ်တက်သွားကြပြီဗျာအဲ့ဒါကျုပ်တို့နိုင်ငံမှာစက်ကရိယာကြီးတွေဝင်ပြီးထွန်ရက်ရိတ်သိမ်းနိုင်လောက်တဲ့မြေွက်ကြီးတွေမရှိတော့ဘူးမြေွက်ချင်းလို့စက်ကြီးတွေမဝယ်နိုင်တော့လူအားတွေမတန်တဲ့ထဲ့ဝင်ရတော့တာပေါ့ခုနကကိုရှိပြောသလိုတိမ်လုံးဝိုင်းလုံးယူရတဲ့အဖြစ်ကိုရောက်သွားတာပေါ့သူပြောသည်များကိုစိတ်ဝင်စားမှုရှိပုံရသဖြင့်ကိုစန်းရီအားရမိဦးဖို့ရှိကမေးဒီမှာမြေွက်လေးတွေကျင်းတာကိုကြည့်အောင်ဘယ်လိုလုပ်ပါွယ် အခုတမဝါယမလေယာရီစူပေါင်းလေယာရီမှာကတော့တောင်သူတူးချင်းပိုင်ဆိုင်မှုတွေကိုညည်ကြီးမြေပုံမှာမှတ်ထားပြီးရင်ကတဲ့နေဖြစ်ရတယ်ဗျဒါမှသာဆက်ရန်နေရာကြီးတွေဝင်လို့သွားလို့ရမှာပေါ့ကတဲ့မရှိတော့ကိုယ့်ရွာကွယ်ကိုဘယ်လောက်ရှိတယ်ဘယ်နေရာမှာရှိတယ်ဆိုတာမသိနိုင်တော့ဘူးပေါ့ကွာကိုစန်းရည်ဒီလက်ဖက်တုပ်တစုံကိုခေါ်စားလိုက်ပြီးဦးတင်အောင်မေကွန်းကိုဖြေးလေသည်မြေစင်းဌာနကကွင်းမိုင်စည်းစီမှာအများအားရှိနေမှာပါပြီးတော့ကတဲ့နေဖြစ်လို့မြေကတိုးတောင်လာအောင်ပါဗျသူ့ဖို့ရှိကတွေးတွေးဆဆနေမြင် ပြောလေဒီမှာမင်းပြောတာငါကြားဘူးတယ်ကွာစူပေါင်းထုံရဲ့စိုက်ပျိုးစူပေါင်းစိုက်ပျိုးစရိတ်ချေးစူပေါင်းရောင်းချရတော့အချိန်တွင်ငွေတွေလောအားစိတ်ထုတ်ရတာတွေယောနဲ့တက်တာလာလို့မွေးညူရေပူးတွဲလုံနိုင်မယ်လို့ပြောချင်တာမဟုတ်လားမှန်လိုက်လေဗျာဥတင်ယုတ်ကသူ့ကပိုက်ဆောင်ကိုုံလေးကိုဖြီး၍ကိုုံရနေရကမင်းပြောတဲ့တမဆိုတာကြီးကဟုတ်ပါမလားကွယ်အရင်ခေတ်ကလေးကတမဆိုတာကိုကြောက်နေကြတာကိုနိုင်ငံတိုင်းမှာတမဆိုတာရှိတယ်ဗျကျုပ်တို့စီကစနစ်တကျမလုပ်သေးလို့ပါ အခုတော့ဝိုင်းကြီးချုပ်စနစ်နဲ့အစလုံးနေကြပါပြီအဲ့ဒီတမကိုမပြောပဲတခြားနေ့စနစ်မရှိဘူးလားကွာဥဖိုးကြီးကပြောလေ၍ကိုစန်းရီထိုင်ရာကထားပြီးစာအုပ်ဘီရိုရဲတွင်ရှိတော်စာအုပ်တို့ကိုတွားယူ၍ပုံကုန်နှုတ်ကိုပြလေသည်ဒီစာအုပ်ကဟိုဘက်ခေတ်ကလေးကစာပေပိမှန်ကထုတ်ထားတာဆရာမောင်ထိန်လင်းရေးတဲ့ညမလေရာလုပ်ငန်းရှေ့သို့လှမ်းအတဲ့အတဲ့တိတ်ပြီးခင်မိတာပဲဖတ်ကြည့်ကြဗျာမျက်မှန်မပါလို့မဖတ်နိုင်ပါဘူးကွာမင်းဖတ်ထားတာပဲပြောစမ်းပါဒီထဲမှာဂျပန်လူမျိုးပညာရှင်က မြမလေးရလုပ်ငန်းတိုးတက်ဖို့ပထမဆုံးပြုမြင်တဲ့အချက်ကိုထောက်ပြထားတယ်။တမကိုစိတ်မဝင်စားရင်ကိုမိသားစုအတွင်းမှာအတင်းကြည့်လို့ရတဲ့ညီပဲဗျ။အဲ့ဒါကတော့အဖေသေးညီအမွေခွဲတဲ့စနစ်ကိုအရင်ဖြစ်ပြရမယ်တဲ့။နှစ်ယောက်သားပင်ဟင်ဟဲကိုပိုးရှိလူပြုတ်ဘွားကရေလေးစပိန်အစ်စ်ကိုစီးသည်။ secret ကို လက်ကမချ။အရာမောင်းကောင်းကောင်းနဲ့အလွန်စမတ်ကြ၏။သူမိဘများကမိယာတောက်နေသဖြင့်သူတို့ညီကိုတွေအားလုံးမင်းသားလိုနေကြသည်ကိုမှတ်မိပါသည်။ ကိုဖိုးကြီးမန်းနေနဲ့မင်္ဂလာဆောင်တော့တရွာလုံးကိုတမင်ကျွေး၏တဲလွင်တောက်ပြောင်းတော့ဝစ်စုံကိုစီနဲ့ရွာထဲရှိဆွေမျိုးမိဘတို့ကိုလိုက်ကြတော့တော့သူတို့စုံတွေကိုကြည့်၍မောင်ဆန်းရီဘဝကအားကြခဲ့ရသည်သို့သောမက်ဖြူနုနှင့်မင်္ဂလာဆောင်သောအခါမှာတော့ဘဲမိဘ၏အကူအညီမှမရ၍အဖြစ်သာလုပ်ခဲ့ရပါသည်တချိန်ကအားကြခဲ့ရသောကိုရှိတို့မင်္ဂလာဆောင်မျိုးကိုတော့မမိခဲ့ပါထိုစဉ်ကမိဘနှင့်မခွဲတဲ့တောင်သူလုံနေသောကိုဖိုးကြီးကညနေတိုင်းတော့ သူ့ဇနီးအိမ်သို့အိတ်တန်းတက်သွားတော့ကိုစန်းရီတို့အိမ်ခြေကစပင်းနှင့်ဖြတ်သွားလိရှိပါသည်ထိုခါကားမူဂျုံလေးကုန်းရွာအလေတန်းကျောင်းသို့ခြေချင်းနှင်ရသောကိုစန်းရီသည်အားကြုံများမကတရေတောင်ယူခဲ့ရသည်ထိုဒီတို့ကို စမြုံပြန်တယ်လို့ပြောသောအခါရွှေထီးဆောင်စင်ကဘဝကိုတရိယာ၍ပြုံးယောင်ယောင်ဖြစ်လာသောဥဖိုးရှိကိုကိုတင်အုပ်ကအမေအဲ့ဒီတုန်းကဒူးရမှတောက်တယ်လို့အခု ဖက်ကျန်းဆေးဖို့လိတ်တောင်မှန်မှန်မတောက်နိုင်ရှာဘူးကွယ် ဥဖိုးကြီးဒီမရှိသွားဖြစ်ရေလိုက်၍ဟိဟိအရင်တုန်းကနေတော့တူမလားဟာအခုကကလေးဆက်တယောက်နဲ့ကိုစန်းကြီးကသူ့လိုချင်သောအခွက်ဆိုင်လာတဲ့ဖြင့်ဥပလတေတို့အမွေခွဲကြတာနဲ့အခုကိုရှိရဲ့လူမှုရေးဘဝနှိမ့်သွားရတာမဆက်ဆက်ဘူးလားဗျာဥဖိုးကြီးကဒါကတော့ထုံးစံပဲလीကွာသူတို့လည်းလိုချင်မှာပေါ့ကျုပ်ပြောချင်တာအဲ့ဒါပဲဗျာဂျပန်နိုင်ငံမှာကြတော့အဖေတေလို့မျိုးကိုအမွေမခွဲရဘူးတဲ့တာကြီးကဆက်ခံရတဲ့တာကြီးကချာဝန်ဖြစ်စေတောင်သူပြန်လို့ရတဲ့ အေး तू ကညင်းရင်တော့သူ့အောက်ကညီတွေဆက်ခံရတဲ့ဗျာအဲ့ဒါဘာကြောင့်ထင်လဲကိုရှိမိယာတွေအပိုင်မင်းကွဲကောင်မှာဆိုလို့နေမှာပေါ့ကွာဟုတ်တာပေါ့ကိုရှိရဲ့ဥပမာကိုရှိတို့မိဘများကမိေက90ပိုင်းပြီးသားသမီးလေးယောက်ကိုဘဝလီလင်ကျွေးနိုင်ခဲ့တယ်မိေက90ကိုလူ6ယောက်ပဲမိကိုစားနေခဲ့ကြတာကိုအငွေခွဲလိုက်တော့အညီမြ18အေကစီရကြတယ်အဲ့ဒီ18အေကပေါ်မှာအခုမိကိုစားတော့သူဘယ်နှယောက်ရှိမယ်ထင်လဲ ိုးကောင်းမျိုးတန့်ပိုးသက်စေမျိုးစာမထည့်နိုင်တော့ဘူးအင်းရှိလူကောင်လူဟာတွေစိုက်ထရရတော့တယ်လीအဲ့ဒီကနေကိုရှိရဲ့သားသမီးတွေကိုစိတ်ကူးနဲ့အမွေခွဲကြည့်စမ်းပါသူတို့ဘဝတိုးတက်မလားဆိုးရုံမလားလို့ဘူးတင်ယောက်ကပေါင်ကိုလက်ဝါနဲ့ဖျန်းကနေပုတ်လေးရဲ့ဟုတ်ပြီကွာသဘောပေါက်ပြီဖိုးရှိကြီးတည်ရင်တော့သူ့ကလေးတွေသုံးဧကစီတော့ရမှာလားဒါတော့မန်နီဘက်ကရတဲ့အမွေရောပေါင်ထားလို့ကွယ်လုတ်ွက်ကျင်းမလားပဲပို့ပြီးကျင်းမြောင်းသွားတယ်လို့တေဧကချင်းစီမှာမိကိုသူဥယေတွေ များများလာသည်နှင့်အမျှလေယာကုန်ထုတ်လုပ်ငန်းဟာလည်းကျဆင်းပြီးရင်ကျဆင်းလာပြီးရမှတရားကြီးပဲပေါ့ဗျာဆိုလိုတာကတမလေယာမကြိုက်ရင်စုပေါင်းလေယာဖောက်ထုတ်ရမယ်ဒါမှသာလုပ်ငန်းတွေကျေလာပြီးခင်မီဆက်ရင်းတရားကြီးတွေနဲ့လုပ်နိုင်မယ်အချိန်နေလောအားတွေပူလာလို့မွေးမြူရေးလို့အပေါ်ဝင်ငွေရမယ့်အလုပ်တွေကိုလုပ်နိုင်မယ်ပေါ့မင်းပြောချင်တာဒါမှမဟုတ်လားဥဖိုးရှိရောဥထင်ရောပါသဘောပေါက်လေသူများဖြစ်ကြ၍ဝမ်းသာရသည်သို့တော့သူ့အဘောမဟုတ်ကြောင်းကိုတော့ရှင်းပြရသည် ကျုပ်ဆန်တော့ကျုပ်သဘောမဟုတ်ပါဘူးဒီစာအုပ်ထဲမှာပါတဲ့ပညာရှင်ရဲ့အဆိုအမိန့်ပါဗျာကုန်းရကိုပြစ်ခနဲတွေ့ကရင်းနှွေးချမ်းခွက်ကိုကောက်ကွန်လိုက်တော့ဥတင်ယုတ်ကမီယိုးဖလာမှုအဖေတင်အမွေခွဲတဲ့ဒလိကတော့ပပျောက်ဖို့မလွယ်ပါဘူးကွာအဲ့ဒီစာစုပေါင်းလေရာကတော်ပါလိမ့်မယ်နော်ဖိုးရှိဟုတ်တယ်ကွာဒလိကိုပြင်ဖို့ခက်လိမ့်မယ်အစိုးရကဥပဒေနဲ့တားရင်တော့မသိဘူးထို့စဉ်မိုးတိမ်ညာညှို့တက်လာပြီးပြည့်စည်းပါလက်လီတော့ကြောင့်ဥဖိုးရှိမှထိုင်ရာကထား၍ပြေးရှာသည် မောနေကြဆိုသည့်အတိုင်းမောအောင်ပြေကတန်းထားသည်တို့ကိုမိုးလွတ်အောင်တင်းရအောင်မြည်လေဥတင်ယောကတွေးဆ၍ပြောလေသည်အင်းတို့ဗမာတွေမှာဆိုရိုးရှိတကွယ်ညီကိုမောင်နှမတွေတင်းမြက်လိုက်ကြတာတဲ့လို့ကြားရင်ဝမ်းသာရမယ်အစားတို့အငွေရောခွဲပြီးပြီလားလို့မေးကြတဲ့ဒလီရှိတယ်ငွေကန်ထိုက်စေဆိုတဲ့စကားကိုချစ်ချစ်မြင့်မြင့်နားမလဲကြဘူးလေအချားဟာကိုခွဲခြင်းခွဲညီကိုခွဲလို့ကတော့လေယာလုံငန်းကအစိုးတန်တရားတွေကထွက်နိုင်မှမထင်ပါဘူးကွယ် စကားဆုံးတွင်ရှေးလျာသောတက်ပြင်းကိုချလိုက်ပါတော့သည်ဒလိထုံနှန်းဆိုသည်မှာတော်ယုံနဲ့တော့စက်နိုင်ခဲ့သည်ကိုလေဒီကနေ့ဖတ်ပြခဲ့တဲ့ဝိတုတို့လေးတွေကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ